ရခန့်လုံးမမရဘူးဆိုခေါ်တဲ့သူရောရက်ွက်ရောအုပ်ကြီးရောအကုန်လုံးထောင်ထဲကိုကြီးရမယ်ထောင်ထဲကိုသွားရမယ်ဆိုတော့တတိပေးခြင်းပါနော်မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်အမျိုးလေးမင်္ဂလာပါဗျာဒီနေ့က18ရက်ငါးလပိုင်း2000ထဲမှာ25ဖြစ်ပါတယ်ဗျာဒီနေ့ကတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှ ဒါဥစဉ်ဟိုမလိုင်းမော်ကနေအခွန်ကြီးတောင်းထားတဲ့အရာလေးပေါ့နော်ဒါဒကမာကြီးတယောက်ကအခွန်ကြီးတောင်းထားတဲ့ဟိုဒူတာလေးက15နှစ်ပြည့်ပြီဆိုတာလေးရှင်ဖရားတဲ့ကုညီပေးပါဖရားတဲ့အဲ့တော့အလုံးကတော့ဝင်လိုက်ပါမှာတော့ဥစဉ်ကအခုညတောင်းတဲ့တူတွေကတော့အများကြီးပါဗျာနော်ဒါနဲ့ဥစဉ်လဲကိုအခုညကိုကဥစဉ်ကအလုံးကိုအခုညပေးချင်ပါတယ်ဥစဉ်ကပေးနိုင်တဲ့အချိန်ဒီအချိန်ခါတော့မရှိပါဘူးဥစဉ်တို့လည်းဒီပဇက်စပီကာဖြစ်ပဲ ပြည်သူကိုအကျိုးပြုပေးတာလို့ပဲဦးဇင်းတို့ကလည်းတန်းနိုင်တာပါဗျာနော်အဲ့တော့ပထမဦးဆုံးစွာဖြင့်မန္တလေးပြည်သူစစ်တီအားလုံးကိုဒါဦးဇင်းပြောချင်ပါတယ်ဗျာမန္တလေးပြည်သူစစ်တီကိုဘာဩဝါဒပေးချင်တယ်လဲဆိုလို့ရှိရင်မန္တလေးပြည်သူစစ်များအားလုံးဆိုးဆိုးလို့ရှိရင်ကြောစွာဆိုလားဘယ်လိုဆိုလားဒါမျိုးပြည်သူစစ်အမိခံပြီးမှဒီနော်လှုပ်ရှားနေတဲ့အရာတွေအများကြီးပေါ့မရှိစင်းရဲတာတွေကိုလိမ့်နေညာတာတွေအများကြီးပဲနော် ဒီဖုန်းနံပါတ်တွေတော့ဥစဉ်မပြောသေးပါဘူးသူကဘယ်လိုလုပ်ပေးမလဲဆိုတော့ဥစဉ်ကြည်နေသေးရေပေါ့နော်နောက်ပြီးတော့ဟုတ်လားအများကြီးအများကြီးဟိုတလောကလည်းအောင်မီတာသားမှာအိမ်တိန်အိမ်လကငှားထားတယ်အဲ့ဒီအိမ်ငှားထားတာကဘိုလ်ချုပ်ကတော်ငှားထားတယ်အဲ့ဒီဘိုလ်ချုပ်ဆိုတာတက်မမှုကတော်ပေါ့နော်အဲ့တက်မမှုဘိုလ်ချုပ်ကလည်းမြကြီးနားဘက်မှာထောင်ကျထားတဲ့တင်ခိုင်ရုံနဲ့တင်ရတယ်နော်ဒီစေဥရေကိုဖောက်ထားတဲ့ကြောင့်ဘိုလ်ချုပ်ကတော်ကလည်းငှားထားတဲ့ထွက်မပြေဘူးပါဘူးပေါ့နော်လာမှမပြေသေးရဘယ်ကထွက်ပြေမလဲ ဲ့လောက်ဘဲကငါတော့တိန်း300နဲ့ငါတယ်တိန်း300နဲ့ငါတော့ဟုတ်လားတိန်း300နဲ့ငါရွှေ့တယ်ပေါ့နော်ရွှေ့တယ်ပေါ့ပြည်သူစစ်ပါညာမှာတနက်လဲပါတယ်လို့ပြောတယ်စုံစမ်းကြည့်တော့ပြည်သူစစ်ဖွဲ့တယ်မှာမရှိဘူးအဲ့ဒါပြီးတော့မုံဆိုးမတူလည်းဒီတိုင်းပဲအဲ့ဒီတကာကနေပြီးမှဟိုပါပေါ့နော် လိန်နေတဲ့ရွှေ့ရွှေ့လိန်နေညာလဲညာတာပေါ့နော်နာမည်ဦးစင်းတို့ဒါအများကြီးပါပဲတူတူလိန်ထားတဲ့အရာတွေကနော်နာမည်ကပြည်သူစစ်ကားတဲ့ကြော်စီရလို့ခေါ်တယ်နော် ဟာကူညီတော်တော်နဲ့ငွေတိန်း30လိန်သွားတယ်တူဦးကတော့တိန်း300လိန်သွားရနော်အဲ့တော့ကြော်စေရဆိုတဲ့ပြည်သူစင်နိုင်မယ်ဦးစင်းတို့မှာမရှိဘူးပေါ့မကြားဘူးပေါ့နော်ဒါလေးလည်းအားလုံးဒါပြည်သူများအားလုံးသိစေချင်ပါတယ်ဦးစင်းတို့လည်းနေရာတွေကလိုက်ပြီးမှဝင်ဆော့ဖက်လို့မရဘူးနော်အဲ့နဲ့ဦးစင်းတို့ပြည်သူစစ်ကဆိုတဲ့အတွက်ကြောင့်ဦးစင်းကမန္တလေးမှာဆိုလို့ရှိရင်ပြည်သူစစ်အားလုံးရဲ့နာရောအဖြစ်ပြုစစ်တွေရဲ့ခေါင်းပေါင်းနေနဲ့ဥစဉ်အကုန်လုံးရင်းနေတယ်ဆရာတကာလည်းဖြစ်တယ်အကုန်လုံးတော့မတိနိုင်ဘူးပေါ့နော် အဲကြောင့်အကုန်လုံးခေါင်းဆောင်တွေဖြတ်တော့ခေါင်းဆောင်တွေဖုံးဆက်တဲ့ခါမှာနော်မရှိဘူးပေါ့နော်အဲ့တော့ပြည်သူစစ်တွေဒါပြည်သူစစ်တွေအကြောင်းလာလာပြီးမှတိုင်ကြတယ်ဥစဉ်ဟောနော်အဲ့တော့တိုင်မှာအာမနာမှာနဲ့တိုင်မှာခေါင်းပေါင်းတွေပူတည်ရင်ပူပြီးမှဥစဉ်ကကူညီပေးလို့ရပါတယ်နော်ပြည်သူစစ်တွေရက်ွက်ထဲမှာမတရားလုပ်တယ်မတရားအနိုင်ကျင့်တယ်မတရားလူဘဝတယ်ပြည်သူပေါ်ဆိုရင်တော့တိုင်မှာမားတဆောင်သားတွေဆိုတော့အမားနဲ့တော့မกินဘူးဒါနဲ့ခွန့်လွန်လို့မရတယ်ခွန့်လွန်လို့ရတဲ့အမားရှိတယ်ခွန့်မလွန်လို့ရတဲ့ခွန့်လွန်လို့ရတဲ့အမားရှိတယ်နော် ဒါနဲ့ဥစဉ်တို့ပြည်သူပြည်သားတွေပေါ်အနိုင်ကျင့်တဲ့ဟာမျိုးဆိုလုံးဝလုံးဝဥစဉ်တို့ကလက်မခံပါဘူးเนาะအဲခေါင်းပေါင်းတစ်ခါလေကြတော့ခေါင်းပေါင်းနေကိုယ်တိုင်ကလည်းဒီပြည်သူတို့တပည့်တွေအားလုံးမသိနိုင်ဘူးเนาะအဲ့တော့ပြည်သူစစ်တမ်းမှာပြည်သူစစ်အယောင်ဆောင်တွေရှိတယ်အဲ့တော့ပြည်သူစစ်အားလုံးကိုပြောချင်တာကခေါင်းပေါင်းအားလုံးကိုဥစဉ်ပြောချင်တာကပြည်သူစစ်ရဲ့အနေနဲ့ကိုယ့်ရဲ့အောက်လက်လက်တာခေါင်းပေါင်းမှန်တယ်များကိုခြေတန်းကို ထွက်ခိုင်းမှာခြေတန်းကိုเนาะတိုက်ဖွှတ်တဲ့ရှိအောင်လဲထွက်ခိုင်းမှာဒါမှသူတို့အတွေ့အကြုံလဲရလိုက်မယ်ဒါမှပြည်သူစစ်လောက်ရတာလွယ်လားမလွယ်လားဆိုတော့သိလိုက်မယ် အခုကပြည်သူစစ်လက်ခွဲခေါင်းပေါင်းနေရှေ့တန်းမထွက်ဘူးလားဒီအများကြီးနော်အများကြီးတကယ်လို့လို့ရှင်တော့တကယ်ဥစဉ်ကာပါပေးနိုင်တယ်တကယ်လို့ကိုကူညီလို့ရတဲ့အရာဆိုရင်တော့နော်ပြောပေးရတဲ့လူကြီးတွေကိုရှေ့တန်းလည်းမထွက်ဘူးရှေ့တန်းလည်းမတိုက်ဘူးဘယ်မှာလည်းမသွားဘူးပြည်သူလူထုလည်းအကျိုးမပြုဘူးတိုင်းပြည်တော်လည်းအကျိုးမပြုဘဲနဲ့အခွင့်အရေးရရင်လို့ပြည်သူစစ်လုပ်တယ်ဆိုရင်တော့ဥစဉ်တော့ကာပါမပေးတဲ့အပြင်ဥစဉ်တော့တွန့်လွှတ်လိုက်မယ်ဆိုတော့ဘိန်းလို့ပေါ့သွားမြင်မင်းနဲ့တန်တဲ့နေရာလောက်ဆိုပြီးပဲဥစဉ်တော့လွှတ်လိုက်မှာပဲရှိပါတယ်နော် ဲ့တော့ပြည်သူ့စစ်ကောင်းပေါင်းနေအများအနေနဲ့ကိုယ့်ရဲ့တပည့်တွေကိုယ့်အောက်ကကောင်းပေါင်းနေကိုစီဝဲခေါ်ပြီးပေါ့နော်အဲ့လိုမျိုးလေးတွေပြောပြလို့ရည်ကြည်တယ်ပြီးတော့ပြည်သူတွေကိုအနိုင်မကျင့်မှုပြည်သူတွေကိုနော်နိုင်လူပြည်စည်းမလုပ်ဖို့ပြည်သူတွေကိုနှွေးထွေးမှုပေးဖို့ဟာကိုခဏခဏပြောပြပါလို့ဥစဉ်နေနဲ့မေတ္တာရခံခြင်းမှာနော်ဒါကတခုပေါ့နော်ဥစဉ်စီကိုအကူအညီတောင်းတာကတော့ရှိတယ်ဗျာနော်ဘာလဲဆို ဆရာတော်ဖေအားတဲ့တပည့်တော်သားလေးဒီအသက်35နှစ်မပြည့်သေးဘဲနဲ့မန္တလေးတနေရာမှာပြည်ဦးလွင်ရက်ွက်ကြေးဝါတခုတို့စစ်မှုထမ်းရန်အတွက်ရောင်းစားခံရရေးကူညီပေးပါရန်ယူဒေသာရှောက်ထားပါတယ်ဖေအားတဲ့ကလေးအမိမာမောင်ဟန်ဝင့်ကိုဖြစ်၍ပေးထားတော့အမိမာ မောင်ပေါ့စာဖြစ်ပါသည်တဲ့ကလေးရဲ့မွေးဖွားတက်ကလေးမှာ24ရက်5လ2010ဖြစ်ပါသည်တဲ့ကလေးရဲ့အိမ်တော်ဇရာမှာအရှင်မွေးလာမှာ ကြောင်းတာကအားလုံးမှာလဲ24ရက်9လ2020လာဖြစ်ပါသည်တဲ့ချမ်းမြတာစီမြို့နယ်အမှန်9ယုံကာကြီးနှစ်ရက်ွက်အိမ်မက်90 93ပါဖရားတဲ့တပည့်တော်ရက်ွက်ယုံကရောင်းစားတဲ့ရောင်းစားတော့မဟုတ်ပါဘူးဖရားတဲ့မန္တလေးရက်ွက်တစ်ခုခုကနေရောင်းစားတယ်ကိုသိရပါတယ်တဲ့အဆက်အတွေ့ရလာဥစဉ်မေးတဲ့အခါမှာအရင်ကရာဒီမှာပြည်ဦးလွင်ရက်ွက်ကြေးဝါတစ်ခုမှစစ်မှုထိုင်းရန်ဝယ်ယူရတွင် မန္တလေးမှာမိဒူးအမိမိဒူးအမိရောင်းမျက်နာမှာလည်းတတူးတတူးနဲ့အရက်ပူပူမှာလာရောက်ပို့ဆောင်တယ်ဟုတ်တရပါသည်တဲ့အခုဒီနေ့ဖုန်းဆက်တို့မရတော့ပါဘူးခင်ဗျာတဲ့တလေးပျောက်ဆုံးဒီမှာတစ်တော်မှာတင်ထားပါလေခင်ဗျာတဲ့တပည့်တော်တို့ကဈေးရောင်း၍အတက်မွေးရာတွေဖြစ်၍အဆက်အတွဲလုံးဝလုံးဝမရှိကူညီပေးပါဖေရားတဲ့ကလေးရဲ့မှတ်ပုံတင်ပြုလို့မရသေးဘူးပေါ့နော်မှတ်ပုံတင်ကတပည့်တော်တို့အတွက်အကြံဉာဏ်နဲ့ကူညီပေးပါအောင်တဲ့ အပြည့်ဦးလွင်မှာပြည်သူစစ်ကိုရောင်းစားတော့လက်ခံတဲ့ဖုန်းနံပါတ်မှာခွင်ကို112650နောက်တစ်လုံးက420530ခွင်တုံညာလေးဖုန်းနှလုံးကပြည်ဦးလွင်ကလက်ခံဝယ်ယူသူရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ဖရားတဲ့မန္တလေးပို့ဆောင်သူဘက်ကတော့ဘလို့အဆက်အသွယ်မှမရပါဘုရားတဲ့မန္တလေးရောင်းစားသူဘက်မှဘလို့မှလည်းဆက်အသွယ်မရဘူးဘုရားတဲ့ဆရာတော်ဒါဥစဉ်စီအကူကြီးတောင်းတာပေါ့နော်လက်ခံသူဘက်မှအတန်ဖိုင်လေးတော့ရှိပါတယ်ဘုရားတဲ့မပို့တတ်ဖြစ်နေတယ်တဲ့ ပြီးခဲ့တဲ့နေ့လောက်ကပြည်ဦးလွန်မှာရှိနေဖုံးဆက်တွေ့မရပါဘုရားတဲ့အခုဒါတပည့်တော်တို့လည်းဒုက္ခများနေအကူကြီးပေးပါဘုရားတဲ့အမိပေါက်စားတဲ့အဖေနာမီမှာဥထက်နောင်နဲ့ပြည်ဦးလွန်ရက်ွက်ကြေးဝါတစ်ခုခုအတွက်စစ်မှုထမ်းလူမရ၍မန္တလေးမှာ45တိန်းနဲ့ဝယ်ယူကြောင်းသိရှိရပါတယ်ဘုရားတဲ့တပည့်တော်တို့ဘလို့လောက်ရမလဲဘုရားတဲ့ဥစဉ်စီမှာတော့အိမ်တော်ဇာရတွေပါလို့အကုန်ပို့ထားပါတယ်နော်ကလေးက15နှစ်ပဲရှိပါလိမ့်တယ် ဒါ15နှစ်ပဲရှိရတဲ့အတွက်ကြောင့်ဥစဉ်စီကိုဒါအကူအညီတောင်းတာပေါ့နော်အဲ့တော့ပြည်ဦးလွင်မှာဖုန်းနံပါတ်တွေလည်းပေးထားတယ်ဘယ်ရောက်ကကဆိုလည်းဆက်တွေ့ပြီးမှနော်စစ်မှုထမ်းကလည်းဒါမျိုးဆိုရင်အတက်မပြေတင်လုံးဝလုံးဝလက်မခံပါဘူးနော်အတက်ကျော်လူကျမ်းမာရေးချွင်းကျက်ရှင်စစ်မှုထမ်းကလက်မခံပါဘူးတချို့မှတင်တဲ့ရောက်ရပြန်ပို့လိုက်တဲ့ဟာတွေလည်းဘာဖြစ်လို့ပြန်ပို့လိုက်တာတော့ဆိုတော့16 16နှစ်ပြည့်ဖို့အတွက်ကိုတဲ့လူတွေလို့တပြည့်တော့ကလက်မခံတာဖရားတဲ့ဒါမျိုးတွေပြန်လာတဲ့ဟာတွေအများကြီးပါနော် ဲ့တော့ပြည်ဦးလွန်မှာဒီကလေး15နှစ်နဲ့ခေါ်ထားတဲ့အုပ်ကြီးကြီးမှရှိရင်ရောင်းစားရတူမှရှိရင်ဦးစင်းရဲ့လိုက်ကိုကြည့်ပြီးမှခင်ဗျားတို့မိဘထံကိုအများဆုံးပို့ဆောင်ပေးပါလို့ဦးစင်းအနေနဲ့မေတ္တာရက်ခံကြပါတယ်ဗျာနော်အဲ့လိုမှမေတ္တာရက်ခံလို့မှမရဘူးဆိုခေါ်တဲ့တူရောရက်ွက်ရောအုပ်ကြီးကြီးရောအကုန်လုံးထောင်ထဲကိုကြီးရမယ်ထောင်ထဲကိုသွားရမယ်ဆိုတော့တတိပေးကြပါရနော်ခင်ဗျားတို့အတက်16နှစ်ပြည့်လို့နိုင်ငံတော်ဝန်ထမ်းဆောင်ရတာတော့ဦးစင်းတို့ကလက်ခံတယ်အတက်မပြေသေးတဲ့ကလေးတော့လက်မခံပါဘူးနော်ဒါလေးလည်းပြောကြပါတယ် ခင်ဗျားတို့လှုပ်ချင်းဒီတက်မတော်ပုံရိပ်ကြပါလေဗျာနော်တက်မတော်ရဲ့ပုံရိပ်ကြတယ်အဲ့တော့ခင်ဗျားတို့ကိုရကွက်ကကိုအနေထားခေါ်ကြပါဒါပြင်လူရောင်းရောင်းဝယ်နဲ့ခေါ်လို့ရှိရင်နိုင်ငံတော်ကလည်းခွင့်ပြုမှာမဟုတ်ဘူးဆိုတော့တည်စေချင်ပါလေဗျာအားလုံးတာပါပဲဗျာ